အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇူလိုင်လတရက်နေ့ပိုင်းမှာတော့စီးရဲတရင်တွေမဟုတ်ပဲစေယုံကျောင်းရဲ့ဖွဲ့စည်းတိစောက်ထားဖို့ကိုအချင်းချုပ်တင်ပြပေးသွားမှာဖြစ်ပါတယ်အမေတို့ဟာလုံလောက်တဲ့ကျမ်းမာရေးစောင့်ရှောက်မှုမရှိပဲစေယုံကျောင်းတွေကစစ်စင်ရေးအထူးဖွဲ့မှုရုံးအနီးမှာဖမ်းဆီးချုံနှောင်ခံထားရတယ်လို့စုံစမ်းဖော်ထုတ်မှုကိုတွေးလိုက်မိပါတယ်လုံလောက်တဲ့ကျမ်းမာရေးစောင့်ရှောက်မှုမပေးဘူးဆိုတာကတော့တေချာသလောက်ဖြစ်ပါတယ် ဆွေယုံထဲမှာချုံနှောင်ထားတယ်ဆိုတာကတော့ဖြစ်နိုင်ချေတော်တော်လေးကိုနည်းပါတယ်။ဆွေယုံထဲမှာစစ်စေးအထူးပွဲမှုရုံးဆိုတာမျိုးမရှိပါပဲအဆောင်အတတ်တွေနဲ့သာတတ်မှတ်ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ဆွေယုံထဲကိုအရာရှိမဖြစ်ခင်တော့ကတလားတစ်ခေါက်နှီးပါသွားရတာဖြစ်တယ်လို့စစ်ဖို့ဖြစ်တော့လဲရောက်ခဲ့ရပါသေးတယ်။ဆွေယုံချုပ်ထဲမှာအဆောင်၁၄ဆောင်ရှိပါတယ်။ဆောင်တက်မှာတချုပ်ဒူးချုပ်ညှိနှိုင်းကိုယ်ကယ်ရေးမှုနဲ့စစ်စေးအထူးပွဲမှု၆ရောက်ရုံးထိုင်ပြီး ကြီးစစ်စစ်ရေးကြီးတာဝင်ကြီးကြမ်းဖက်နဲ့ဆရာဒုကန်းချုပ်ယုံလို့ရှိပါတယ်။ဆောင်းနဲ့ကတော့ဇော်မဲလုံးရဲ့ပြည်သူဆက်ဆံရေးနဲ့စိတ်သက်စစ်စစ်ရေးညွှန်ကြားမှုယုံဖြစ်ပါတယ်။ဆောင်းနဲ့မှာနောက်ထပ်ညွှန်ကြားမှုယုံတစ်ခုရှိနေပေမဲ့တေချာမမှတ်မိတော့ဘူးဖြစ်ပါတယ်။အဆောင်သုံးကတော့ကြီးသူတည်တနာကြီးစီမံတပ်မတော်စစ်စစ်ရေးအရာကြီးချုပ်ယုံစစ်ဥပဒေချုပ်ယုံလို့ရှိတာဖြစ်ပါတယ်။အဆောင်လေးနဲ့အဆောင်မကတော့ကကရေနဲ့ကကလေဖြစ်ပါတယ်။ ကကလည်းရှိတဲ့အဆောင်လေးကတော့ဇေယသီရိဗိမာန်အနီးမှာဆိုတာတော့မှတ်မိပါသေးတယ်။အဆောင်၆ကတော့ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး၊အမြောက်ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး၊လေကြောင်းရန်ကာကွယ်ရေးညွှန်ကြားရေးမှူးရုံးနဲ့ပြန်လည်နေရာစာတမ်းရေးညွှန်ကြားရေးမှူးရုံးတို့ရှိတာဖြစ်ပါတယ်။အဆောင်ကတော့အပေါ်ရက်တစ်ထပ်လုံးဆက်သွယ်ရေးရာလုံးရုံးရဲ့ရာရှိချုပ်ရုံးနဲ့အောက်ထပ်ကတမတော်မော်ကုန်းထယုံဖြစ်ပါတယ်။အဆောင်ကရခိုင်စစ်ထောက်လိုက်ခင်ရုပ်ကိုယ်တိုင်ကြီးကြပ်ဆောက်လုပ်ခဲ့တာဖြစ်ပြီးစားကားချုပ်ထိုင်တဲ့ရုံးခန်းကနေ တက်ထုတ်ထိုင်တဲ့အဆောင်တစ်ကရုံးရံကိုဓာတ်ရိုက်ကြီးရှို့လို့ရပါတယ်။အဆိုပါဆောင်မှာအချုပ်ခန်းစစ်ကြောရေးခန်းတွေရှိပြီးစာကားချုပ်ရုံးထိုင်ကပြည်ပရေးရာဌာနတွေရှိတာဖြစ်ပါတယ်။အဆောင်ရှိကတော့စေးချုပ်ရုံးဖြစ်ပါတယ်။ဆောင်ကူကတော့အပေါ်ရက်မှာစစ်ထောက်ချုပ်ရုံးနဲ့ဝယ်ယူဖြစ်တဲ့ညွှန်ကြားမှုရုံးအောက်မှာကဂျာပန်လျက်နဲ့လို့ခေါ်တဲ့စေရင်နေရာညွှန်ကြားမှုရုံးသောပန်းနဲ့ပို့ဆောင်ရေးညွှန်ကြားရေးမှုရုံ၊ကလျက်စစ်နဲ့ဆက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှုရုံ၊စစ်လက်နဲ့ပစ္စည်းညွှန်ကြားရေးမှုရုံတို့ဖြစ်ပါတယ်။ ဆောင်ကိုတော့စီပွားရေးသမားတွေလည်းလာရောက်ကြပါတယ်။ဘာလို့လဲဆိုတော့ကကဝဲကနေတေတာတွေပါမစ်တွေချမှတ်ပေးတာဖြစ်ပါတယ်။အဆောင်တစ်ဆယ်ကတော့တက်မတော်လေးကြီးရာစီယုံယုံတည်တံ့ဖြစ်ပါတယ်။အဆောင်ဆက်တစ်ကတော့ကာဝေးပစ္စည်းထုတ်လုပ်ရေးရာစီယုံယုံဖြစ်ပါတယ်။အဆောင်ဆက်နှစ်ကတော့ဒုစစ်စေးညွှန်ကြားရေးမှုယုံတည်တံ့ဖြစ်ပါတယ်။အဆောင်ဆက်သုံးကတော့စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ယုံတည်တံ့ဖြစ်ပြီးဒုစရာကကျုံးနဲ့ပြည်ရေးရာဌာနတို့ရှိတာဖြစ်ပါတယ်။ အဆောင်ဆက်လေးကတော့ကကခန်းလို့ခေါ်တဲ့စခန်းရုံးဖြစ်ပါတယ်။ဒါတွေကတိတိကျကျအမှတ်မိတဲ့လောက်ပဲဖြစ်ပါတယ်။အဆောင်တစ်ရှိတဲ့နေရာမှာစစ်စေးဂိတ်တစ်ခုထပ်ရှိပြီးပြင်ပအရာရှိတွေဝင်မယ်ဆိုရင်ဖုန်းနဲ့ memory stick ကအစအားလုံးထားခဲ့ရတာဖြစ်ပါတယ်။အဆောင်တစ်ဝင်းကျင်မှာမြည်သည့်လူနေအဆောင်မှရှိမနေပါ။အရာကြီးစစ်သည့်လိုင်းကမ်းတွေဟာအဆောင်ဆက်တစ်ပဲချမ်းမှသာရှိတာဖြစ်ပါတယ်။စစ်တပ်ဟာအာဏာမသိမ်းခင်မှာမြို့တွေလိုက်ဖမ်းဆီးဖို့ထိတ်တန့်နေဝယ်အစီအမံတွေရှိနေပြီဖြစ်ပါတယ်။ ကျွန်တော်ဒီတော့စစ်တွေမှာဆိုရင်ဒူတာကာဆာမူဘုံဝီဝင်နိုင်ဦးဘုလောကနာပါစင်69ဦးစီးတဲ့ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးပြည်내အစိုးရရုံးကိုကနဦးခေါ်ဆောင်သွားတာဖြစ်ပါတယ်အမေစုကတော့တချို့ကပြောကြသလိုလက်ဖက်ကြောင့်စိုးဝင်ဖမ်းဆီးတာမဟုတ်သလိုနေပြည်တော်တိုင်းမှုကဖမ်းဆီးတာလည်းမဟုတ်ပါဘူးဒူဆာရကားချုပ်ဘိုးချုပ်တိုးကြီးဦးစီးတဲ့ဖွဲ့ဝင်ရောက်ဖမ်းဆီးတာဖြစ်ပါတယ် ကနဦးနေပြည်တော်တိုက်စစ်ဌာနချုပ်ထဲကပေါင်းလောင်းကြီးတာကိုခေါ်သွားတာဖြစ်ပြီးအဲ့ဒီကနေတစ်စစ်အမှတ်6ဆစ်စီကိုကဲမှုဌာနချုပ်ကိုခေါ်သွားတယ်ဆိုတာပဲခိုင်လုံတိကျတဲ့နောက်ဆုံးသတင်းဖြစ်ပြီးလေဝေးမြို့နယ်တာဝိတ်ထီအနီးမှာရှိတဲ့တဲပြူအခြေဆိုင်ဆစ်စီကိုကဲမှုဌာနချုပ်ဖြစ်ပါတယ်အမှတ်6ဆစ်စီကိုကဲမှုဌာနချုပ်ရဲ့ဆစ်စီကိုကဲမှုဟာစေဦးစီဘုံမှုချုပ်တာဝန်ကိုပါ traffic တာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်အမှတ်6ဆစ်စီကိုကဲမှုဌာနချုပ်ဟာလုံခြုံရေးအထူးတင်းကြပ်ထားတာဖြစ်ပြီးအာဏာသိမ်းပြီးမှအရေးကြီးပုဂ္ဂိုလ်တွေထိန်းသိမ်းထားတာရှိတယ်ဆိုတော့ အတွင်းတွင်ရထားခဲ့တာရှိပါတယ်။ MW ရဲ့ထုတ်ပြန်ချက်မှာပါတဲ့စစ်စင်အထူးဖွဲ့မှုယုံဆိုတဲ့အတူကောက်ရာကစားတာဖြစ်ပါတယ်။အခြေထောင်နဲ့ဆလင်းမိုင်ကျော်ဝေးကွာတဲ့နေရာဆိုတော့အမတ်ချောက်စစ်စင်အထူးဖွဲ့မှုယုံမဟုတ်ပဲအမတ်ချောက်စစ်စင်ကိုကဲမှုဌာနချုပ်ကပို့ပြီးမှန်ကန်မယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်စစ်ယုံထဲမှာဆိုတာတဲ့အမတ်ချောက်စစ်စေရေးကိုကဲမှုဌာနချုပ်မှာဆိုတာကပုံပြီးဖြစ်နိုင်ခြင်းများသောတကုတ်ရဲ့ချင်းချင်းယူဆချက်ဖြစ်ပါတယ် ကျွန်တော်ပြောခဲ့တဲ့ထက်မှာ MW ရဲ့ထုတ်ပြန်ချက်မှားတယ်လို့ပြောတာတခုမှမပါဝင်ကြပါဘမေစုသမ္မတကြီးနိုင်ငံရေးတင်နာများနဲ့တကွာတနိုင်ငံလုံးကပြည်သူတွေအားလုံးအချမ်းဖက်စစ်တပ်လက်အောက်ကအများအဆုံးလွတ်မြောက်ရေးတွဲလဲညီညီနဲ့ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာညနေပိုင်းမှာတော့စစ်ရေးသတင်းတွေနဲ့အတူပြန်လည်တင်ဆက်ပေးပါမယ်စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရင်